မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းဒိတ်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မိုင်းခေါင်ရွာတဲ့စကန်းကခလာရ1-1ကဗိုလ်မှူးတန့်စင်ကိုကိုဦးဆောင်တဲ့အင်အား90ပါးတဲ့စစ်ကြောင်းဟာထွက်ပြေးစွန့်ခွာသွားတဲ့အတွက်ကြောင့် KIA ကစကန်းကိုတိမ့်ပိုက်ရရှိလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ23ရက်နေ့ညတကောင်အချိန်မှာ KI ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကမန်စီမြို့နယ်မိုင်းခေါင်ရွာတဲ့စခန်းကိုတိုက်ခိုက်ဖို့အတွက် ချင်းကပ်လာတဲ့အချိန်ခလာရတင်းနှစ်တိကဒုတက်ရဲမှုဘုံမှုတန့်စဉ်ကိုကိုဥဆောင်နဲ့အင်အား90ခန်းပါတဲ့စစ်ကြောင်းကထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်ညတကောင်12နာရီခွဲအချိန်မှာတော့ KIA ကတက်ဆွဲလိုက်တယ်လို့သိရပါတယ်။ဘာမှကိုမတိုက်ရသေးဘူးထွက်ပြေးသွားလို့စခန်းကိုအလွဲတကူပဲသိမ့်ပိုက်ရရှိခဲ့တယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဘော်လခဲမျိုးကနေပြီးတော့ဖားဆောင်မျိုးကိုစစ်ကူလာတဲ့စစ်ကောင်းစီရဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခဲ့ရာဗျူဟာမှုအပါဝင်15ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့16ဦးသေဆုံးကစစ်တုံးမှန်းတအူးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဘော်လခဲမျိုးနဲ့ထူးချောင်းတပ်စခန်းကဖားဆောင်မျိုးကိုစစ်ကူပေးဖို့လာတဲ့စစ်ကောင်းစီရဲ့စစ်ကြောင်းကို KNB တပ်မတော် KA KNDF ကလာလာတအလဲပိုင်းတိုင်းစစ်ဌာနချုပ် KNB တိုင်းစစ်ဌာန PDF တိုင်းရင်းများအပါဝင် တော်လိုင်းတက်တီကမက်လာ20ရက်နေမှာဂျားဖြတ်တိုက်ခိုက်ချိန်မုန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့စစ်ကြောင်းကိုဖားဆောင်မျိုးနဲ့ပါပုရွာအဝင်းပါပုတစ်စိတ်အနီးမှာချိန်မုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ခွန်နန္ဒာကြီးကြောင်တိုက်ပွဲဖြစ်ွားခဲ့ကစစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ drone တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပါပုရွာကဖားဆောင်တဲ့ဗောလခဲကက်ရက်အရှိမျောက်ဘက်ချမ်းမှာရှိတဲ့ရွာပါတိရသလောက်ကတော့ဒဏ်ရာရသွားတဲ့စစ်ကောင်စီဗျူဟာမှုနဲ့အပေါင်းပါတချို့ဒဏ်ရာတွေနဲ့ပဲဗောလခဲဘက်ကိုပြန်ဆုတ်သွားတယ် ကြံတဲ့စီရေးအပိုင်းကိုတော့ပြောလို့မရသေးဘူးလို့ဖားဆောင် PDF နဲ့နီးစပ်သူတို့ကသတင်းပေးပို့ပြောဆိုလာပါတယ်စစ်ကောင်စီတပ်ထံကနေပြီးတော့လက်နက်မျိုးစုံ၅လက်နဲ့ KMB ကြောင့်များကိုတိမ့်စီရရှိခဲ့တယ်လို့မက်လ23ရက်နေ့မှာထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဖေဖော်ဝါရီလ29ရက်နေ့ကနေစတင်ခဲ့တဲ့ဖားဆောင်မြို့နယ်တိုက်ပွဲမှာစစ်ကောင်စီရဲ့အခြေစိုက်တပ်နှစ်ခုတည်းကခလိုက်ရ135ကို KNDP ပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထားနိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတော့လဲ KNDP ပူးပေါင်းတပ်ဖွဲ့တွေကတရားဝင်ထုတ်ပြန်တာချင်းမရှိသေးဘူးလို့သိရပါတယ်ဖားဆောင်မြို့မှာရှိတဲ့ တရားလန်းကွားနဲ့ဇီဒီတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းနေရာတွေကိုကယန်နီတော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့တနက်18လက်နဲ့ခရဲနေကိုတင်းစီရရှိခဲ့တယ်လို့ကယန်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလလတ်တာကမက်စလာ9ရက်နေမှာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖားဆောင်တဲ့ဗော်လခဲမျိုးကရဲစခန်းတွေကစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်5ဦးလက်နက်ခဲရနေတဲ့အတူ CDM ပြုတ်လောက်ကအလင်းဝင်ရောက်ခဲ့တယ်လို့ဗော်လခဲပြည်သူ့ကာကွယ်ရေးအဖွဲ့ BPDF ကမက်စလာ12ရက်နေမှာထုတ်ပြန်ကြေညာထားပါတယ်။ ကရင်ဒီဒေါ်လာရေးတက်တွေက2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေစတင်ခဲ့တဲ့တစ်လေးလုံးစစ်စင်ရေးနောက်ပိုင်းကရင်ဒီပြည်မှာရှိတဲ့မြို့ပေါင်း9မြို့ကိုထိန်းချုပ်ထားပြီးတော့စစ်ကောင်စီတပ်စခန်းပေါင်း65ခုကိုသိမ်းပိုက်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့် အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပြီးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာနာမည်ကတော့မပြောပါဘူးအနောက်က News Channel ဆိုတဲ့စလုံးလေးပဲပို့သွားတာပါရှာမတွေ့မှမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပြီးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတိဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်ကြောက်တရာကြီးရွာမှာရှိတဲ့ လဖေးဆိုင်မှာလဖေးဆိုင်ထိုင်နေတယ်အကြမ်းဖက်စေကောင်းစီတပ်သားတွေကိုဝင်ရောက်ပြစ်ခတ်တိုက်ခတ်ရာဗိုလ်ကြီးတအုပ်အပါဝင်၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၁၇ရက်နေ့မနက်၁၇:၄၄မိနစ်အချိန်မှာမဒီယာမြို့နယ်အရှေ့ပိုင်းကြောက်တရားကြီးရွာရေနာကျောင်းအတွင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စေကောင်းစီတပ်သားတွေကတရားကြီးအရှေ့ဘက်မှာရှိတဲ့လဖေးဆိုင်တစ်ဆိုင်မှာနေ့လယ်ပိုင်းလဖေးတောက်လေးရှိတယ်ဆိုတဲ့သတင်းကိုရရှိထားလို့ တရရပြဝင်ရောက်တိုက်ခိုက်ခဲ့ရာအသက်28နှစ်အရွယ်ဗိုလ်ကြီးတအုပ်အပါဝင်စေကောင်းစီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြောက်တရားကြီးရဟာမရယာမြို့နယ်မန္တလေးမိုးကုတ်လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့စေကောင်းစီအတွက်ဗျူဟာကျတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်စစ်ကြောင်းမှုအဆင့်ရှိတဲ့သူဦးစီးပြီးတရင်တရဲအထိုင်ချထားတယ်လို့သိရပါတယ်။ကြောက်တရားကြီးရမြောက်ဘက်မှာရှိတဲ့ငါးလုံးပြွန်ကြီးရမှာလည်းစေကောင်းစီတပ်သား40ခန်းနဲ့အထိုင်ချထားတယ်လို့သိရပါတယ်။ဒါအပြင်ကြောက်တရားကြီးရရှေ့ဘက်ချမ်းမှာလည်းစစ်ကောင်းစီတပ်သားတွေအင်အားရာခနန်းကျော်နဲ့အထိုင်ချထားတဲ့ ကျေးရွာတွေလည်းရှိတယ်လို့သိရပါတယ်။လဖေးရီဆိုင်မှာလဖေးရီတောက်နေတဲ့စစ်ကောင်စီတပ်သားတွေတရားပေါ်မှာဂိတ်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်ပစ်ခတ်ခဲ့တယ်။တပ်တွေအများကြီးအထိုင်ချထားတဲ့ဂျားကနေပြီးတော့ထိုးပေါက်ပြီးတိုက်ခိုက်ခဲ့တာ။နောက်တစ်ချက်ကလဖေးရီဆိုင်ရဲ့မျက်စောင်းတို့မှာရှိတဲ့စိုက်ကဲဝက်ရှော့ထဲမှာစစ်ခွေးတွေရှိတယ်ဆိုတာကိုသတိမထားမိလိုက်ဘူး။လဖေးရီဆိုင်မှာရှိတဲ့စစ်ခွေးတွေကိုဝင်ပြီးတော့ပစ်တယ်။ပြီးတော့တရားပေါ်မှာရှိတဲ့ point တွေကိုဆက်ပစ်တယ်။လက်နက်ကောက်ဖို့စူးစမ်းတဲ့အချိန်မှာလဖေးရီဆိုင်ရဲ့မျက်စောင်းတို့မှာရှိတဲ့စိုက်ကဲဝက်ရှော့ထဲကရန်သူကြီးစံတွေဝင်လာတယ်။ ရန်သူကြည်ပြစ်အားကများတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တအူလက်မောင်းကိုရှက်ပြီးတော့မှန်တယ်အဲ့ဒါကြောင့်ဒဏ်ရာရတဲ့ရဲဘော်ကိုရောက်အောင်ဆွဲထုတ်ပြီးတော့ပြန်ဆုတ်လာခဲ့ရတယ်အဲ့ဒါကြောင့်ရန်သူလက်နက်ကိုမရခဲ့ဘူးလို့မရိယာမျိုးမှန်တပ်ဖွဲ့ကတာဝန်ရှိသူတအူကသတင်းပေးဖို့ပြောဆိုလာပါတယ်မရိယာမျိုးမှန်တပ်ဖွဲ့အနေနဲ့စစ်စင်ရေးပေါင်းအကြိမ်တရာဖော်ဆောင်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား256ဦးကျော်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်စိတ်ဖြူပေါက်လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့ကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၃ရက်နေ့ကစိတ်ဖြူမြို့နယ်စေမိုင်လမ်းဆောင်မှာဂိတ်ချပြီးတော့ခရီးသွားပြည်သူတွေကိုအတင်းအဓမ္မဆက်ကြီးကောက်နေတဲ့နေရာကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါစီးနင်းလာတဲ့ကားတစ်စီးကိုစိတ်ဖြူပေါက်လမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ရာအလင်းအမြန်ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်မိုင်းဆွဲတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ရဲဘော်တအုပ်ရဲ့လက်ကင်ဖုန်းတစ်လုံးကြကြံခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖနဲ့ပခုတ်ကူခရိုင်တရဲလေးတပ်ခွဲသုံး NSP တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက်စရင်ကောက်ပြီးတော့စစ်ထဲသွင်းပေးနေတဲ့အုတ်ချုပ်ရဲမှုစံလွင်ကိုပြစ်ခတ်ရှင်းလင်းရာနေရမာတင်ပွဲချင်းပြီးဒေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ24ရက်နေ့မနက်9:03မိနစ်ကကြိုက်ထုံမြို့နယ်တောင်ကလေးကျေးရွာရဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရဲမှုအသစ်စံလွင်ဆိုတဲ့သူဟာသူ့ရဲ့နေအိမ်ကနေပြီးတော့ကျေးရွာအုတ်ချုပ်ရဲမှုရုံးကိုတွားရောက်တဲ့အချိန်စစ်ကောင်စီတပ်ခမရ2အနီး လမ်းခုလက်တနေရာအရောက်မှာပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်ရှင်းလင်းမှုကိုကြိုက်ထူတော်လိုင်းအင်အားစု KRF နဲ့ကြိုက်ထူပကဖပူပေါင်းအဖွဲ့ကစီရေးပြစ်မှတ်အဖြစ်နဲ့သတ်မှတ်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှုစံလွင်ဟာကြိုက်ထူမျိုးနဲ့တောင်ကလေးကျေးရွာအုပ်စုမှာရှိတဲ့အင်းဝကျေးရွာ၊ဂွင်းကလေးကျေးရွာနဲ့တောင်ကလေးကျေးရွာက လူငယ်လူရွယ်တွေကိုစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မစည်ရင်ကောက်ခံခြင်းစုဆောင်းခြင်းတို့ကိုလှုပ်ဆောင်နေပြီးတော့မတ်လ25ရက်နေ့မှာမဲနိုင်ပွဲပြုလုပ်ပြီးလူငယ်တွေကိုစစ်သည်ကိုတွန်းပို့ဖို့ချိုးပန်းနေသူဖြစ်တယ်လို့သိရပါဗျ။ KRF တပ်ဖွဲ့ဝင်နေအနေနဲ့စစ်ကောင်စီရဲ့စစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစင်ကိုအသက်ပေးကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်ဒဇုံတရားထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမဲ့ဖောက်ခွဲမှုပြစ်ခတ်မှုများကို ပြုတ်လုချင်းလုံးဝမရှိဘူးလို့အတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးကရဲတပ်သား၂ဦးဟာတနက်နှက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တဲ့အတွက်ကြောင့်စုငွေချက်350ချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ24ရက်နေ့မှာကလေးမျိုးကရဲတပ်သား၂ဦးဟာ G3 တနက်နှက်လက် ကြည်ပေါက်၈ခုကြည်စံအတောက်စုစုပေါင်း480နဲ့အတူ CDF KKG အဖွဲ့အစည်းထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့ရဲတပ်သားနှစ်ဦးကို CDF KKG အဖွဲ့ကစုငွေငွေကျပ်350ချိမဲ့ပေးခဲ့ပြီးတော့လွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။